မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူတန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းတစ်ခုကိုစနစ်တကျနဲ့ရေရှည်တိုးတက်စေဖို့မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းလုံဆောင်မှုစံနှုန်းဖြစ်တဲ့ Standard Operating Procedure SOP အကြောင်းကိုကျွန်မမျှဝေပြသွားပါမယ် လုပ်ငန်းအများစုက SOP တွေကိုအချိန်ကုန်နဲ့လူပန်းတဲ့အရာတွေလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ SOP တွေမရှိတဲ့အခါမှာအလုပ်တစ်ခုကိုလူတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ပုံစံတွေနဲ့လှုပ်ဆောင်နေကြပြီးတော့အမှားတွေပိုပြီးတော့ဖြစ်လာနိုင်ပါတယ်။ဒါအပြင်ကိုဝန်ထမ်းအသစ်တွေကိုတင်ကြားပေးဖို့မှလည်းအခက်အခဲတွေရှိတာကြောင့်လုပ်ငန်းတိုးချဲ့ဖို့အတွက်ကိုလည်းစိန်ခေါ်မှုတွေအများကြီးဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်ဘာကြောင့် SOP တွေရှိကိုရှိရမှာလဲ။ ထမအချက်ကကြတော့စွမ်းဆောင်ရည်နဲ့အရည်သွေးကိုမြင့်တင်ပေးနိုင်တာပဲဖြစ်ပါတယ်။ SOP တွေကအလုတ်တစ်ခုကိုအစင်းအစင်းဘယ်လိုလုံးဆောင်ရမလဲဆိုတာကိုရှင်းလင်းပြသပေးတဲ့အတွက်ကြောင့်အမှားရင်းတွေကိုရှင်းချပေးပြီးတော့လုပ်ငန်းတစ်ခုရဲ့အလုတ် quality ကိုပါတသမတ်တည်းဖြစ်အောင်လို့ထိန်းထားပေးနိုင်ပါတယ်။ ဒုတိယအချက်ကကြတော့လွယ်လွယ်ကူကူနဲ့စီမံခန့်ခွဲနိုင်တာပဲဖြစ်ပါတယ်။ SOP တွေရှိတဲ့အခါမှာဝန်ထမ်းအသစ်တွေကိုအချိန်တုံးအတွင်းထိထိရောက်ရောက်တင် जा ပေးလာနိုင်ပါလိမ့်မယ်။ဒါအပြင်ကိုဝန်ထမ်းတွေကသူတို့လုပ်ရမယ့်အလုပ်ကိုမရှင်းတဲ့အခါမှာမန်နေဂျာကိုအမြဲတမ်းမမေးတော့ဘဲနဲ့ SOP ကိုပဲပြန်ကြည့်နိုင်တာကြောင့် မန်နေဂျာတွေရဲ့ဝန်တော့ဝန်ပိုးကိုလည်းအများကြီးရှင်းချပေးနိုင်ပါတယ်။တတိယအချက်ကကြတော့လုပ်ငန်းရဲ့ရည်ရှိတည်တံ့မှုကိုပို့ပြီးတော့တည်ချစေပါတယ်။ SOP တွေကကုမ္ပဏီရဲ့လုပ်ငန်းစဉ်တွေကိုမှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်ကြောင့်အလုပ်ထွက်သွားတဲ့ဝန်ထမ်းတဦးရဲ့အသိပညာတွေလုပ်ငန်းလုံဆောင်ပုံတွေကကြောက်ဆုံးသွားတာမျိုးမရှိတော့ဘူး။ဒါကလုပ်ငန်းကိုလူတဦးတယောက်ပေါ်မှာမှီခိုးစရာမလိုဘဲနဲ့ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက်ကိုအများကြီးကူညီပေးနိုင်ပါတယ်။အဲ့တော့အနည်းချက်ရရင်တော့ SOP တွေကစီကံချက်တွေတင်မ မဟုတ်ဘူးစံနှုန်းတွေနဲ့တခုတည်းမဟုတ်ပါဘူးလုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုကိုပါဦးတည်စေမဲ့လမ်းပြမြေပုံတစ်ခုလည်းဖြစ်ပါတယ်နောက်ထပ်အချာနဲ့ပတ်သက်တဲ့ဘ ഹു စုတာတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပေးဖို့ဖိတ်ခေါ်နေတယ်ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်